လူကျွန်တော်ခမရအောင်မြင်မှုဟာကံတရားမဟုတ်ပါဘူးအလေးအကျင့်ဖြစ်ပါတယ်အတ္တမန်လူတွေနဲ့ထူးခြားအောင်မြင်တဲ့သူတွေကိုအဓိကကြွာခြားသွားစေတဲ့အရာဟာ talent လို့ခေါ်တဲ့ပင်ကိုဗီဇမဟုတ်ပါဘူးအချိန် time ဖြစ်ပါတယ်အချိန်ဒီကျွန်တော်တို့တဦးနဲ့တဦးရဲ့အောင်မြင်မှုကိုအဓိကအဆုံးဖြတ်ပေးတာဖြစ်ပါတယ်ဘာအဆုံးဖြတ်ပေးလဲဆိုတော့နိုင်1000ဥပဒေတာကျွန်တော်တို့10000 hour rules နိုင်1000ဥပဒေဆိုတာကျွန်တော်တို့မှာရှိပါတယ် ဆိုလိုတာကတော့ဘယ်ကိစ္စကိုမဆိုဘယ်နေပင်မှမဆိုလူချင်းမင်းဟာအောင်မြင်ကြော်ကြားတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်ထူးခြားအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုအနည်းဆုံးအဲ့ဒီအရာကိုနိုင်တသောင်းအနည်းဆုံးစူးစမ်းအဲ့တော့ရော်နယ်ဒိုရော်နယ်ဒိုဖြစ်လာမှုတဲ့နိုင်တသောင်းအနည်းဆုံးဘောလုံးကန်အဲ့ဒါလိုပဲကျွန်တော်နယ်ပယ်တီးတီးမှာအောင်မြင်တဲ့သူတွေအားလုံးဟာသူတို့နယ်ပယ်မှာအောင်မြင်ဖို့အတွက်နိုင်တဲ့တောင်းအနည်းဆုံးစူးစမ်းထင်ရှားအောင်မြင်တဲ့စာရေးဆရာတရားဟောနိုင်တဲ့တောင်းစာအနည်းဆုံးရေးရ အဲ့လိုပဲထင်ရှားအောင်မြင်တဲ့အဆိုတော်တယောက်ဒီနိုင်တထောင်အ ਨੇ ဆုံးတချင်းဆိုပြီးတော့မှသူဒီအောင်မြင်တဲ့အဆိုတော်တယောက်ဖြစ်လာတာဖြစ်တယ်။အဲ့လိုလို့အချက်ကတော့လူတွေဘာလို့မအောင်မြင်လဲဆိုတော့လူတော်တော်များများဟာအဲ့နိုင်တထောင်ဥရိသနဲ့ပြန်ကြည့်လိုက်တဲ့အခါမှာနိုင်တထောင်မပြောနဲ့နိုင်တရားမပြည့်မျိုးလက်လျှော့လေးရှိတယ်။နော်အဲ့တော့ကိစ္စရဲ့တစ်ခုကိုကျွန်တော်တို့ကထူးချွန်အောင်မြင်အောင်ကြိုးစားတဲ့အခါမှာနိုင်တရားမပြည့်မျိုးလက်လျှော့လေးရှိတယ်။ အနာရီ1000ဆိုတာတော့ကျွန်တော်တို့ကတနေ့ကိုကိုအလုံးလုံးတဲ့အချိန်ပေါ်မူတည်ပြီးတော့24နာရီနဲ့တွက်လို့မရဘူးကိုက6နာရီလုတ်တာလား7နာရီလုတ်တာဒါနဲ့ပတ်သက်ကိုဘယ်နာရီဒီနယ်ပင်နဲ့ပတ်သက်ပြီးကိုစူးစမ်းရလဲဒီပေါ်မူတည်ပြီးတော့5 6နဲ့9နဲ့8နဲ့ဒီလိုကြားနိုင်တာဖြစ်တယ်အဲ့တော့ကိုဒီကိစ္စရဲ့တစ်ခုကိုအောင်မြင်အောင်စူးစမ်းတော့မယ်ဆိုငါဒီဒီအရာကိုနာရီ1000ထက်မနေအောင်ပေါ့နိုင်1000ထက်ကြုံအောင်စူးစမ်းရတာလည်းရှိတာပေါ့နော်နိုင်1000ထက်မနေအောင်ငါစူးစမ်းမယ်ဆိုတော့တန်ဒိတ်ထန်နဲ့စူးစမ်းမှုဟာလူကျွန်းတို့ဘုရားအောင်မြင်မှုအတွက်အလွန်အရေးကြီးပါတယ်လို့ဒါလေးကိုချစ်ခင်စွာ မျှဝေလိုပါတယ်။အဲဘဝမှာအောင်မြင်ခြင်းစာလုံးနဲ့စပြီးရင်စလီနဲ့ဆုံးအောင်ဆောင်ရွက်ဖို့ကအလွန်ရေးကြီးတယ်။အဲတော့ကိုလျှောက်တဲ့လမ်းကိုဆုံးအောင်လျှောက်ဖို့လိုတယ်။ဘာပဲဖြစ်ဖြစ်ကိုလျှောက်တဲ့လမ်းအကောင်းဆုံးဆုံးအောင်လျှောက်ပါလမ်းဆုံးရင်တော့ရွာတွေ့မှာဖြစ်တယ်။အဲတော့ဒီစိတ်တက်နဲ့ကြိုးစားပါလမ်းဆုံးရင်အောင်မြင်မှုဆိုတဲ့ရွာကိုတွေ့မှာဖြစ်ပါတယ်။나이တောင်းဥပရိတာတိုင်းအခုပဲကိုရဲ့나이တောင်းကိုစတင်လိုက်ပါ။အောင်မြင်မှုတွေကလူချင်းမတို့ကိုစောင့်ကြနေပါ ဲ့တော့အဲ့ဒါလိုစူးစမ်းတဲ့အခါမှာစီမံခန့်ခွဲပညာ leadership လို့ခေါ်တဲ့ဦးဆောင်မှုပညာနဲ့နိုင်တဲ့တောင်းကိုကြိုးစားနိုင်ရင်တော့ပိုပြီးတော့ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်။စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management သင်တန်းကိုကျွန်တော်ဖွင့်လှစ်မှာဖြစ်ပါတယ်။ online သင်တန်းကတော့အခုလာမယ့်ဆယ်လပိုင်း28ရက်နေ့မှာဖွင့်မှာဖြစ်ပြီးတော့ online ကနေသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှဆိုတတ်နိုင်ပါတယ်။အပြင်လူတွေ့သင်တန်းကတော့7လပိုင်းရောက်သွားမှာဖြစ်တယ်။တစ်ရက်နေ့နဲ့နှစ်ရက်နေ့မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့ပြည်လန်းတော်ဝင်စင်တာ3လွာမှာရှိတယ်။ ျွန်တော်ရဲ့ Amro သင်တန်းကျောင်းမှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့် Unichicken ဆိုတာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်။ဆိုတော့ဒီသင်တန်းဒီ Certificate in General Business Management သင်တန်းလို့ဆိုရတဲ့ညီစီဝိုင်းစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာတွေကို Certificate level မိတ်ဆက်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့စီဝိုင်းလုပ်ငန်းတစ်ခု level လောက်ကင်မှုအတွက်လိုအပ်တဲ့ Marketing HR Operation စတဲ့ဘာသာရပ်တွေကိုမိတ်ဆက်သင်ကြားပေးပါမယ်။နောက် Leadership, Personal Branding, စကားဆွမ်းရည် Communication Skill စတာတွေကိုဖြည့်ဆွတ်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်တို့ဒီသင်တန်းမှာဘယ်လိုလူတွေတက်တင်လဲဆိုတော့ကိုယ်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ကိုယ်ကဝန်ထမ်းလုပ်သက်အတွက်ကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကကိုယ်က management နဲ့ပတ်သက်ပြီး diploma တွေ MBA တွေစတက်မယ်အခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိုယ်မှာ business idea ရှိပြီးသားဒါကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်တာဖြစ်ပါတယ်။ ဆိုတော့တင်ကြားမဲ့ပုံစံကတော့ online တင်တဲ့ဒီတင်တဲ့စတင်မဲ့ဆယ်လာပိုင်း28ရက်နေ့အင်္ဂါနေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group မှာတင်ပေးမယ် Facebook ကြီးကိုအခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်အဲ့ဒါတလားတိတိနေ့စဉ်တက်ရမှာဖြစ်တယ် live lecture ကတော့အပတ်စဉ်တနင်္လာနေ့ဆိုတော့တလားဆိုတော့၄ချိန်ပါမယ်တနင်္လာနေ့တိုင်းည၈နာရီမှာ Zoom application ကနေကျွန်တော်တို့ direct တွေ့ပြီးတော့တအူးချင်းမိကုန်းနေမိနိုင်တယ်အဲ့တော့တင်တဲ့နေ့နဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် အဲ့တော့ကျွန်တော်တို့အပတ်စဉ် Zoom Live Lecture ကတော့တနင်္လာနေ့တိုင်းဖြစ်တယ်တစ်လတင်တဲ့ဆိုတော့၄ချိန်ပါမယ်နော်တစ်ခါတင်၃နာရီလောက်ကြာတယ်ကျွန်တော်တူးချင်းတွေ့ပြီးမိကုန်းနေစိတ်ကြိုက်မိနိုင်တယ်အဲ့ဒီ၃နာရီစာ Live Lecture လဲနိုင်ငံခြားတက်တဲ့သူတွေလဲပါတော့ဟိုအချိန်နေအလုပ်ချိန်နဲ့တိုက်နေမတက်နိုင်လဲမပူနဲ့နောက်ရက်မှာ၃နာရီတင်တဲ့ဆို၃နာရီစာလုံး recorded video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာပျံတင်ထားပေးမှာဖြစ်ပါတယ်တင်တဲ့ကာလတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးဖို့ပေးမှာဖြစ်ပါတယ်တစ်လပြီးသွားတဲ့အချိန် group ကိုမဖြတ်ဘဲထားထားပေးမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ်။ online online ဒါကတော့ online တင်တဲ့မှာအပြင်တင်တဲ့ ော့ကျွန်တော်ခုနပြောတဲ့အတိုင်း၁၇လပိုင်း၁ရက်၂ရက်နေ့မှာကျွန်တော်နဲ့တော်ဝင်စံနာမှာရှိတဲ့ Emerald သင်္นานကျောင်းမှာမနက်စင်နာရဲ့ညနေ6:00နာရီနှစ်ရက်အချိန်ပြည့်တွေ့ဆုံပြီးတက်ရောက်အောင်မှဖြစ်ပါတယ်။အဲတော့ကိုယ့်ရဲ့ management ပညာကိုမြင့်တင်ပြီးတော့အောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုဒီသင်္นานမှာကျွန်တော်တွေ့ကြပါမယ်။အဲတော့အခုအစည်းအဝေးကြီးတဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲဒီအစည်းအဝေးမှာပါဝင်ခြင်းကျွန်တော်ဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ဒီက၅ဦးကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက် တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့မင်္ဂလာရှိစွာအောင်မြင်ခြင်းကိုရီကိုသေးမြင့်မားစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြန်မာဟန်မားကတ်တင်းစာအုပ်ငါးအုပ်ကိုတယောက်ကိုတုံးတုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တိုင်းရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါလေလို့တရင်ကောင်းပါလို့ပါ We must work together we must build our nation